ချစ်ခင်လေးစားရပါသော တိုင်းသားပြည်သူလူထုအပေါင်းကိုမင်္ဂလာပါလို့တွန်းခွန်းဆက်တာပါတယ်။အခုဆိုရင်အကျံပဲစေအုပ်စုဟာ ပြည်သူလူထုထံကပြည်သူအာဏာကိုလက်နက်အားကိုပြီးမတရားလူယူထားခဲ့တာငါးနှစ်နေပါကာလကို ရောက်ရှိလာပြီဖြစ်ပါတယ်။ပြည်သူလူထုကြီးနဲ့တူတော်လိုင်းအရာစုတွေအလုံးဟာ မဆုံမနစ်ဇွဲတက်တီတွေနဲ့ရက်ဆက်ကြမ်းကြုတ်တဲ့အကျံပဲစေအုပ်စုကိုရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့ကြတာလဲ9နှစ်နေပါ ရှိပြီဖြစ်ပါတယ်။ကျွန်တော်မျိုးသားညီညွတ်ရေးဆိုအနေနဲ့လဲ2020ခု April 16နေ့ကလေးကတော်လိုင်းရဲ့လိုအပ်ချက်ကြောင့်အင်အားစုအသီးသီးတို့ရဲ့ပူးပေါင်းပါဝင်မှုတို့နဲ့တူတော်လိုင်းရေးဆိုအတရက်ကိုဖွဲ့စည်းပြီးဂန္ဓဆောင်ကနေကျိုးပန်းအခုခဲ့တာ9နှစ်နေပါရှိပြီဖြစ်ပါတယ်။တော်လိုင်းဥဆောင်ဆိုအဖွဲ့ဖြစ်တဲ့အမျိုးသားညီညွတ်ရေးဆိုအဟာတုံညာကစတင်ခဲ့ရပြီး ဒီ၅နှစ်တာကာလအတွင်းတွင်းမှာအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့တဲ့ကဏ္ဍတွေရှိသလိုအားနည်းချက်တွေလိုအပ်ချက်တွေလည်းများစွာရှိနေစေဖြစ်ပါတယ်။ဒီလိုလိုအပ်ချက်တွေအားနည်းချက်တွေကို ပြုပြင်ပြောင်းလဲနိုင်ဖို့အစိုးရအတွင်းမှာပြန်လည်သုံးသပ်မှုတွေတိုင်ပင်ဆွေးနွေးမှုတွေတောက်လျှောက်လှုပ်ဆောင်ခဲ့ကြပါတယ်။အစိုးရရဲ့တော်လိုင်းမှာဘူဟာဥတီချက်တွေကိုအောင်အောင်မြင်မြင်အကောင့်ထဲပေါ်နိုင်စေဖို့ ပုံမူကြစ်လက်ထိရောက်တဲ့အစိုးရတရားဖြစ်ပြောင်းလဲနိုင်ဖို့လိုအပ်နေပြီဆိုတာကိုလည်းကောင်းစွာသဘောပေါက်ကြပါတယ်။ချစ်ခင်လေးစားအပ်သောတိုင်းသားပြည်သူလူထုပေါင်းတို့ခင်ဗျာပုံမူထိရောက်တဲ့အစိုးရဖြစ်စီဖို့ပုံမူအားကောင်းတဲ့စုဖွဲ့မှုမျိုးဟာမဖြစ်မနေလိုအပ်တဲ့ဆိုတာကိုလည်းကောင်းစွာသဘောပေါက်တဲ့အတွက်တိုင်းသားတော်လိုင်းအင်အားစုတွေကျေပြန့်စွာပါဝင်နိုင်ဖို့တွေစူးစမ်းခဲ့ကြပါတယ်။ဒါပေမဲ့လည်း တိုင်းသားလက်နက်ကိုင်အားစုကြီးတွေဟာအမျိုးသားညီညွတ်ရေးအစုအမပူးပေါင်းပါဝင်ပြီးတော်လန်ဟီရှစ်ခီးကိုအတူတကွဆက်ဖို့ရန်အတွက်သမိုင်းကြောင်းနောက်ခံအကြောင်းအရာများနဲ့အကန့်အသတ်များရှိနေကြပုံပေါ်ပါတယ်။ဒါကြောင့်ဒီပြည်ဝင်ပြောင်းလဲလုပ်ငန်းစဉ်ရဲ့ပထမအဆင့်မှာတော့အစိုးရအတွင်းပြည်ဝင်ပြောင်းလဲရေးကိုသာဥစွာဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ဒုတိယပြောင်းလဲလာတဲ့ဒေါ်လာရဲ့အခြေအနေတွေကမြေပြင်စိုးမှုမှုထိန်းချုပ်နေမီတွေမှာ လက်တွေ့ကြကြစီမံအုပ်ချုပ်ရေးတွေလှုပ်ဆောင်နေဖို့နဲ့အကန့်အသတ်ရှိနေတဲ့လူဆွမ်းအားအရင်းမြစ်တွေဗန္ဒန်ငွေအရင်းမြစ်တွေကို ထိထိရောက်ရောက်နဲ့ကြစ်ကြစ်လစ်လစ်အကျိုးရှိအောင်အသုံးပြုနိုင်ဖို့အတွက်ဝင်ကြီးဌာနကို၁၇ခုမှ၁၂ထိလျှော့ချဖွဲ့စည်းခဲ့ပါတယ်။ဝင်ကြီးဌာနအချို့ဟာလုံပိုင်ခွင့်နဲ့တာဝန်တွေထတ်တူနေပါဖြစ်နေတာကြောင့်ပုံးလိုက်ရတာမျိုးရှိသလိုအချို့ဌာနများကတော့လက်ရှိတော်လှန်ရေးကာလအတွင်း အကုန်ထေဖို့ဆောင်ရွက်နေရန်အကန့်အသတ်ရှိတဲ့အတွက်ဖြတ်သိမ်းလဲရတာမျိုးလည်းရှိပါတယ်။အချို့ဌာနတွေကတော့ဝင်ကြီးဌာနအနေနဲ့မဟုတ်တော့ဘဲဌာနကြီးသဖွယ်စုဖွဲ့လှုပ်ဆောင်သွားဖို့လည်းရှိပါတယ်။ဒါပြင် ပြည်ထောင်စု ဝင်ကြီးချုပ်ရုံးရဲ့ပြည်ထောင်စုဝင်ကြီးကိုလည်းခန့်အပ်တာဝန်ပေးခဲ့ကြောင်းကိုလည်းတင်ပြလိုပါတယ်။ဒီဇင်ဘာ၈ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့ ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီအစည်းအဝေးကနေအမျိုးသားညီညွတ်ရေးအစိုးရအတိုင်းပင် ကောင်စီရဲ့သဘောတူညီမှုနဲ့တူအမျိုးသားညီညွတ်အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းခြင်းကိုအတည်ပြုပေးခဲ့ပြီးပြောင်းရှိတာဝန်ထမ်းဆောင်ကြမယ်ပြည်တော်စုဝန်ကြီးတွေဒုတိယဝန်ကြီးတွေအနေနဲ့လည်းပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီရဲ့ရှေ့မှောက်မှာဂရုပြုကျန်းသစ္စာဆိုခဲ့ကြပြီး ဖြစ်ပါတယ်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့အမျိုးသားညီညွတ်အစိုးရအဖွဲ့မှာတာဝန်ထမ်းဆောင်ကြမယ် ပုံကုံများအနေနဲ့သစ္စာပြုခဲ့ကြတဲ့အတိုင်းပြည်ထောင်စုသားအားလုံးပေါ်သစ္စာဆောင်သည့်ယိုသည်ပြီးတာဝန်ဝတ္တရားတွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသူဖြောင့်မတ်မှန်ကန်စွာထမ်းဆောင်သွားကြမယ်လို့အပြည့်အဝယုံကြည်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှပြည်သူလူထုကပေးအပ်တဲ့တာဝန်ကိုခြေပွန်စွာထမ်းရကြပြီးပြင်ဆင်ဖွဲ့စည်းမှုမှာဆက်လက်ပါဝင်ခြင်းမရှိကြတော့တဲ့ပြည်ထောင်စုဝန်ကြီးများ ဒုတိယဝန်ကြီးများအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိကြောင်းအလေးနက်ထားပြောကြားလိုပါတယ်။ပြည်သူ့ຫນွေဥတော်လိုင်းအောင်မြင်သည့်အထိကြာရနေရကနေတော်လိုင်းတာဝန်တွေကိုဆက်လက်ထမ်းရွက်နေကြအောင်မယ်ဆိုတာကိုလည်းအပြည့်အဝယုံကြည်ကြောင်းပြောကြားလိုပါတယ်။ဒီပရမအဆင့်ပြည်ဝင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာအစိုးရဖွဲ့ဖွဲ့စည်းပုံပြောင်းလဲရေးအပြင် အမျိုးသားညီညွတ်ရေးအစိုးရအတွက်စပိုမိုစနစ်ကျလှုပ်ဆောင်နေရန်လိုအပ်နေတဲ့မူဝါဒပိုင်း လုံထုံးနှုတ်နေပိုင်းတွေမှာပြန်လည်သုံးသပ်ရေးနဲ့လင်းနစ်တာကာလဖွဲ့စည်းထားခဲ့တဲ့ကော်မရှင် ကော်မတီတွေကြစ်ကြစ်လစ်လစ်နဲ့ထိထိရောက်ရောက်လှုပ်ဆောင်နိုင်ရေးဆိုတဲ့လုပ်ငန်းစဉ်တွေလည်းပါဝင်နေတယ်ဆိုတာကိုပြည်သူလူထုကြီးကို လေးစားစွာတင်ပြလိုပါတယ်။ချစ်ခင်လေးစားပါသော တိုင်းသားပြည်သူလူထုအပေါင်းတို့ခင်ဗျာဒုတိယဆင့်ပြုပြင်ပြောင်းလဲလုပ်ငန်းစဉ်မှာတော့ယခုကြစ်ကြစ်လစ်လစ်ပြင်ဆင် ဖွဲ့စည်းလိုက်တဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းသားလက်နက်ကိန်အင်အားစုတွေရဲ့ကိုစားပြုမှုတွေပုံမပါဝင်နိုင်မဲ့ပြည်သူတွေမျှော်လင့်တောင့်တနေကြတဲ့အားကောင်းတဲ့အစိုးရတရအဖွဲ့စည်းနိုင်ဖို့ရည်ရွယ်ပါတယ်။တတိယဆင့်ကတော့ Federal Democracy ပရင်းင်းပါလမ်းပြမြေပုံတဲကအတိုင်းအကြမ်းဖက်အစစ်အုပ်စုကို အပြည့်တိုင်ဖြုတ်ချပြီးနောက်အသွင်ကူးပြောင်းရေးအစိုးရတရကိုဖွဲ့စည်းသွားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ပြည်ဝင်ပြောင်းလဲရေးပထမဆင့်ရဲ့အဓိကရည်ရွယ်ချက်ကတော့ လက်တွေ့တော်လှန်ရေးကိုဦးဆောင်နေရတဲ့အစိုးရအဖွဲ့ကိုကြစ်လက်ခိုင်မာပြီးဒါဝင်ယူမှုဒါဝင်ခံမှုရှိတဲ့အစိုးရတရဖြစ်စေဖို့ပဲဖြစ်ပါတယ်။ဓမ္မသာပြည်သူများရဲ့ယုံကြည်အားကိုးမှုနဲ့မဟာမိတ် တော်လိုင်းအင်အားစုများရဲ့ယုံကြည်မှုနားလည်မှုများပုံပုံရရှိလာပြီးဒုတိယဆင့်ကို ကောင်းမွန်စွာအကောင့်ထဲဖော်နိုင်မှာဖြစ်သလိုကျွန်တော်တို့အားလုံးပြောင်းမှန်းထားတဲ့စစ်အကြမ်းဖက်အုပ်စုကို အပြည့်အဝဖြုတ်ချပြီး Federal Democracy နိုင်ငံတော်သည့် တိဆောက်ရေးဆိုတဲ့ဘန်းတိုင်စီစုစည်းညီညွတ်စွာနဲ့အောင်အောင်မြင်မြင်သွားနိုင်မယ်ဆိုတာယုံကြည်ကြောင်းပြောကြားလိုပါတယ်။ချစ်ခင်လေးစားပါသောတိုင်းသားပြည်သူလူထုပေါင်းတို့ခင်ဗျာကျွန်တော်တို့အနေနဲ့တစ်ဖက်ကတော်လှန်ရေးအရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်တဲ့နိုင်ငံရေးချင်းကပ်မှုတွေကိုလုပ်ငန်းစဉ်အစဉ်အဆက်နဲ့သတိကြီးကြီးဆောင်ရနေသလိုတစ်ဖက်ကလည်းစီရေးအကောင့်ထယ်ဖို့မှုတွေနဲ့စိုးမိုးထိန်းချုပ်ဒေသတွေကိုပုံမူအားကောင်းလာရေးနဲ့ လုံခြုံရေးကဏ္ဍပြည်သူဝန်ဆောင်မှုကဏ္ဍတွေဘက်မှလည်းတက်ဆွမ်းသမျှစူးစမ်းဆောင်ရွက်နေကြောင်းလေးစွာစွာတင်ပြလိုပါတယ်။နေကုန်းချုပ်နေနဲ့ပြောကြလိုတာကတော့ကျွန်တော်တို့ရဲ့ပထမဆင့်အစိုးရဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးကနေအမျိုးသားညီညွတ်ရေးအစိုးရဟာပုံမှုချစ်လက်ပြီးအရေးပေါ်လုပ်ငန်းစဉ်တွေကိုလင်းမြန်မှန်ကန်စွာတုံ့ပြန်နိုင်တဲ့အစိုးရတရားဖြစ်လာစေဖို့နဲ့လက်တွေ့ကျတဲ့ဝါရလမ်းစဉ်တွေကို တည်ဆောက်နိုင်ဖို့ရည်ရွယ်ခဲ့သလို ရှေ့လျှောက်တော်လိုင်းလုပ်ငန်းစဉ်တွေမှာမဟာဗျူဟာအရအရေးကြီးတဲ့နေရာတွေကိုအထူးအာရုံစိုက်နိုင်ဖို့နဲ့တာဝန်ယူမှုတာဝန်ခံမှုကောင်းကောင်းနဲ့စီမံခန့်ဝဲနိုင်မဲ့ကျစ်လက်ထောက်တဲ့အစိုးရတရားဖြစ်ပြီးပြည်သူတွေရဲ့ယုံကြည်ပြုံလင့်ချက်တွေအားကိုးမှုတွေကိုအကောင်းဆုံးဖြည့်ဆည်းနိုင်တဲ့တော်လိုင်းအစိုးရတရားဖြစ် မမိတ်မသွန်ဆက်လက်ကြိုးစားဆောင်ရွက်သွားကြမယ်ဆိုတာကို လေးစားစွာအသိပေးတင်ပြရင်း နှီးကုန်ချုပ်ပါရခဗျာအားလုံးကိုကျေးဇူးတင်ပါတယ်အရေးတော်ကိုအောင်ရမည်